အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ football business ဆန်းဆန်းဘောတော့ football business အပြည့်တော်မှု football business ဆန်းဆန်းဒါကြောင့် topic တစ်ခုကိုနည်းနည်းလေးပြောခြင်းနဲ့အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ဒီလွန်ခဲ့တဲ့ နှစ်ပတ်လောက်က Chelsea Breakthrough တဲ့အနေနဲ့ဒါကျွန်တော်တို့လက်ရှိပိုင်ရှင်အသစ်တွေဖြစ်တယ်ဒါကျွန်တော်တို့ Blue Go ပေါ့နော်ဒါကျွန်တော်တို့အဲကျွန်တော်တို့ Top Bolido အစုအကြီးကျယ်ဆန္ဒပြခဲ့တယ်အဲ့တော့တချို့တွေကဒီညမှာဒါကျွန်တော်ဟာမင်းတို့အသင်းကလူတွေကိုဘီလီယံနဲ့ချီပြီးဝယ်ပေးနေတာပဲမင်းတို့ကဘာလို့ဆန္ဒပြနေလဲဆိုတဲ့ပုံစံမျိုးတွေအခုလက်ရှိမှာလည်းတီးကြတဲ့အတိုင်းမှာပဲဒါကျွန်တော် Chelsea လက်ရှိ Local Breakthrough တွေကအစ Chelsea အသင်းကိုဘယ်သူမှအားမရကြဘူးအကုန်လုံးဒါကျွန်တော် Reality ကတီးပြီးသားဖြစ်နေမယ်အဲ့တော့ဒါကျွန်တော်တို့ Local ကောင်တွေလည်းဘယ်သူမှ Local ကောင်တွေ Local ကောင်တွေကတော့ ကျွန်တော်အများကြီးကြည့်ပါတယ် local ကလူတွေလည်းကျွန်တော်အတိအတိတွေထဲမှာဘဒူးမှတော့ကျွန်တော် Chelsea ရဲ့လက်ရှိလူဝဲပုံတွေဘဒူးမှအားမရဘူးဒါကျွန်တော်တို့ထုံးဟန်တိုင်းကျွန်တော်တို့ဒါပြပအကောင်တွေလည်းဘဒူးမှလက်ရှိမှာ blue ကိုဒါကျွန်တော်ဒါပေမဲ့ဘေးလူအနေနဲ့ကြည့်မယ်ဆိုရင်ဟာ2 billion တောင်မှအတင်းကိုဝယ်ပြီးတော့လူတွေဝယ်ပေးခုလက်ရှိမှာဒါ Quanda တို့ဒါ Asugo တို့လို့ခြားတိတ်တွေကိုလည်းဝယ်ပေးထားတယ်ဗောနော် Chelsea ရဲ့လက်ရှိပြဿနာအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့လက်ရှိမှာဒါကျွန်တော် data တွေနဲ့နည်းနည်းလေးပြောပြမယ် transfer market မှာကျွန်တော် Chelsea အကြောင်းသွားကြည့်လိုက် Chelsea ရဲ့လက်ရှိလူစည်းမှာဒါကျွန်တော် instant impact ဆိုတဲ့ကစားသမားဘယ်နှယောက်ရှိခဲ့လဲ Topoli တို့လက်ထက်မှာဒါ instant impact ဆိုပြီးခေါ်ခဲ့တဲ့ကစားသမားကျွန်တော်အမြင်ရကျွန်တော်ပြောပြမယ် Moise Caicedo Enzo Fernandez Pedro Neto Levi Cuwe Christopher Nkunku ဒါပြီးရကျွန်တော် အမှန်တမ်းကျွန်တော်မှားအောင်မနဲ့ကျွန်တော်ဒါကူကူရဲလာကအရင်ကတည်းကလားအခုကတည်းကကျွန်တော်မသိပေမဲ့ပေါ့နော်ဒါကူကူရဲလာကျွန်တော်ထည့်မယ်အဲ့တော့လက်ရှိမှာ Chelsea ကျွန်တော်တို့ Chelsea အသင်းအနေနဲ့ဒါကျွန်တော်တို့ top league တို့ရောက်လာပြီးခဲ့လူကိုဒါ10နဲ့ချီပြီးအများကြီးဝင်လာခဲ့ဒါပေမဲ့ Chelsea အသင်းကိုချက်ချင်းဆိုတလူအချိုးပြုတ်နိုင်တဲ့ကစားသမားတွေထဲမှာလက်ချိုးရည်လို့ရတဲ့ကစားသမားတွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒါဆို Chelsea အသင်းဝယ်ထားတဲ့လူတွေကဘာတွေလဲဘယ်လိုကြီးလဲအဲ့ဒါက international က Chelsea ပြည်သက်တွေအဓိကဆန္ဒပြခြင်းအကွက်ပဲ ချက်စည်းအသင်းကိုလက်ရှိမှာတော့ဘူလီတို့အုပ်စုကအသင်းအရအောင်မြင်မှုအတွက်လုပ်နေတာလားကျွန်တော်တို့စီးပွားရေးအအောင်မြင်မှုအတွက်လုပ်နေတာလားဆိုတော့မိကုန်းကိုပြစ်တတ်တွေကမေးလာကြပြီ။ Okay ဒါခုနကဗတာကိုပါမာ Chelsea ပြိတ္တတရားမှာ99ရောက်ကိုမေးလိုက်ကိုပါမားကိုဒါကျွန်တော် Manchester City စီကနေဝယ်တဲ့အချိန်မှာကိုပါမားကဝုန်းတိုင်းဆိုပြီးဒါ instant impact ဒါကျွန်တော်နေ့ချင်းကြာချင်း superstar ဖြစ်လာမယ်လို့ဘယ်သူမှမထင်တယ်တော့ပိုလီရောအုပ်စုလည်းမထင်တတ်ခဲ့ဘူးသူတို့နေ scout report တွေကကိုပါမားကအနာဂတ်မှာတောက်ပလာနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ City စီကနေဒါ Manchester City စီကနေပြောဒါ Chelsea အသင်းပတ်စံပေးဝယ်ခဲ့တယ်မမေရအဲ့ချိန်မှာဒါကျွန်တော်ကိုပါမားနဲ့လူမရှိရတဲ့ကြောင့်မို့သူဝင်ဆော့ရင်ဝင်ဆော့ရင်တအားကောင်းသွားကြောင့်ကိုပါမားက let ချက်ချင်း instant impact ဖြစ်သွားခဲ့တာကိုပါမားကိုခုနပြောသူပဲဆောက်ရမ်းကောင်းလို့ဒါအသင်းမှာချက် ျင်ဖလားယူပေးနိုင်တဲ့ကစားသမားမလို့ဝယ်ခဲ့တာမဟုတ်ဘူးအဲ့တော့လက်ရှိ Chelsea အသင်းနေနဲ့ပုံမှန်လည်းပြောရမယ်ဆို300တီလောက် instant impact ဆန်ဆန်ဝယ်ထားခဲ့တဲ့လူကတကယ်တမ်း City အသင်းကျွန်တော်တို့က100တီထဲမှာဒါချက်ချင်းဆိုလို့အသင်းပေါ် improve ဖြစ်နိုင်တဲ့ကစားသမားအုပ်စုလောက်နဲ့ပဲတွားညီနေတယ်မှာပါတယ်အဲ့တော့ international ကပြည်သက်တွေနေအဓိကဒေါသဘွားပွာတယ်ဒါပဲငါတို့က Chelsea အသင်းနဲ့ပတ်သက်ပြီးကျွန်တော်အရင်တော့ခဏခဏအခုတော့မှအဲ့ဒါမပြောရကြအရင်တော့ခဏခဏပြောတဲ့ချက်တခုရှိတယ် Chelsea အသင်းရဲ့ပြိတက်တွေကကျွန်တော်တို့အဖီကလပ်ခက်ခရေကနီးပြတယောက်ပြောရင်ဖလားယူတဲ့ပြိတက်တွေဖြစ်တယ်ဒါကြီးကိုကျွန်တော်ဒီဒီ logic ကိုကျွန်တော်တို့က define မလုပ်အောင်ဗျာသိလား Roman Kit မှာဆိုရင်က Chelsea အသင်းနဲ့ instant impact ကစားသမားတွေကိုအမြဲတမ်းဝယ်လေးရှိတယ်ကိုသွင်းနိုင်ဥပမာ Diego Costa လောက်ကောင်းမျိုးဝယ်အဲဟိုနာပေါ်တော့ဘယ်ဟာဘယ်အသင်းမှာလီးပြနဲ့ဂိုး20သွင်းနိုင်ဝယ် Roman Kit မှာဂိုး20သွင်းတဲ့ကောင်ဝယ်တယ် လက်ရှိဘလူးကိုတို့ဒါကျွန်တော်တော့ဘလူးခင်မှာ90မကြခင်တွင်းလာနိုင်မဲ့កောင်ဝဲတယ်မတူအဲ့ဒီမှာအကြီးกว่าချားတယ်အဲ့ဒါကလက်ရှိအကြီးမားဆုံးกว่าချားချက်ပဲရိုမန်ခင်မှာဟိုနာပေါ်တူဗေတာချက်စီအသင်းမှာလူတယောက်ဝယ်ပြီဆိုရင်အာဒီကောင်ရှေ့ဘဏ္ဍာ9နှစ်မှာဒီကောင်အသင်းပေါ်ဘလောက်ထိခုနာပေါ်တူဗေတာ impact လုပ်မယ်ဘာလို့ no ဒီကောင်ငါတို့ super la အခုယူပေးနိုင်လား ်ချယ်ဆီကအဲ့လိုမျိုးအသင်းဖြစ်ခဲ့တယ်။အခုချိန်မှာချယ်ဆီအသင်းကအဲ့လိုမဟုတ်ဘူး။နောက်၅နှစ်မှာဒီကောင်ကဘယ်ဆီဖြစ်သွားနိုင်လဲ။နောက်၅နှစ်မှာဒီကောင်ကငါတို့ချယ်ဆီအသင်းနဲ့ဘယ်လောက်ဖြစ်သွားနိုင်လဲ။ဒါမျိုးတွေဖြစ်တယ်။အဲ့တော့ပြောချင်တာကအရင်တုန်းကချက်ချင်းဆိုသလိုအောင်မြင်ခြင်းနဲ့ချယ်ဆီအသင်းကနေပြီးတော့နောက်၅နှစ်နောက်၅နှစ်ဆိုတဲ့အောင်မြင်မှုတွေကိုဝေးကွာတဲ့ချယ်ဆီအသင်းဖြစ်ဖြစ်လာခဲ့တယ်။ချက်စီအသင်းဆိုတာဗျာကျွန်တော်တို့တက်ခုနကပြောလို့လက်နက်မှာအမြဲတမ်းဒါ supply ရအောင်လုပ်ပြီးတော့ဒါအရင်တော့ဒါ Arsenal ကဒါ Spurs တိုင်ပတ်နေတဲ့အချိန်မှာတော့မှချက်စီအသင်းနဲ့ဒါဖလားတွေယူပြီးတော့ငါတို့ကလန်ဒန်ရဲ့ဂုံဆောင်ဆိုရဲလုပြခဲ့တဲ့အသင်းတစ်သင်းဖြစ်ခဲ့တယ် အဲ့တော့ Chelsea လို့သိမှုနဲ့အခုချိန်မှာဖလားဝေးကွာလို့ဆိုတော့ဗျာဒါကလုံးဝအတိတ်ပဲမရှိတဲ့ scenario တခုပဲအဲ့တော့ပြောချင်တာကပြိသက်တွေကတော့မခံနိုင်ဘူးဗျာအသင်းကိုလည်း2 billion လောက်လည်းထည့်ထားတယ်ပြောတယ်ဘာမှလည်း result မတွေ့ရအောင်ခံထားတဲ့နီးပြလည်းလက်ရှိမှာ championship ကနီးပြကိုခံထားတယ် Chelsea လို့အသင်းမျိုးနဲ့နီးပြဆိုဥနာပေါ်ဆိုမမဲ့ရ Sarri လို့နီးပြလို့မျိုးတော် Chelsea ပြိသက်တွေနဲ့တစ်စစ်နိမ့်နဲ့နီးပြဆိုသတ်မှတ်ခဲ့တဲ့အချိန်မှာအခုချိန်မှာ championship နီးပြကိုခံထားတဲ့ Chelsea ပြိသက်တွေနေဘယ်လောက်ထိယဉ်ထဲမှာခံစားရမှာလဲခင်ဗျာကြည့်လို့ရတယ် ခုနကကျွန်တော်အခုလက်ရှိကျွန်တော်ဒီအလုပ်ကိုကျွန်တော်သဘောကျရဆိုတဲ့ချက်ကကျွန်တော်ဒါအသင်းတိုင်းကိုကျွန်တော်သူတို့ရဲ့ပြိသက်အနေနဲ့ကျွန်တော်ကြည့်လို့ရတယ်ဒါကျွန်တော်ဒီအလုပ်ကိုကျွန်တော်အရန်သဘောကျရတဲ့အချက်ပေါ့နော်ဘာလို့ကျွန်တော်အနေနဲ့ဟာကျွန်တော်စပါပြိသက်တယောက်နဲ့ကြည့်ကြမလို့ဒီနေရာမှာဒါကျွန်တော်သား Chelsea ပြိသက်တယောက်နဲ့ဘာလို့ကန်ကောင်းတစ်ခုကလည်းအဖေတို့ဘာလို့ကကျွန်တော်ခုနကဘာလို့သူကိုယ်တိုင်အဖေကိုယ်တိုင်နဲ့ကျွန်တော်ကိုဘောလုံးလိုက်စားတယ်ကျွန်တော်သူဒီ Chelsea ကိုဟိုပိုင်ရှင်ရအရန်သဘောကျရတယ် ဘာလို့သဘောကျသူတိပြီးသားပဲရိုမန်တို့ကမှ Chelsea ပိုင်ရှင်ကတော့လှုပ်လိုက်ပြန်ပြီကျွန်တော်အဖေပြောတဲ့စကားလုံးတစ်ခုရှိတယ် Chelsea အသင်းကဖလားလူချင်းပြီဆိုရင်ဒီပြလဲလိုက်အဲ့ဒီပြကဖလားအသင်းကိုယူယူပေးတယ်တကယ်လည်းဟုတ်တယ် သူတို့အနေနဲ့ခင်ဗျကောင်းလာပါတယ်ဆိုတဲ့နီးပြတွေယူရခေါ်ပေးခဲ့တာကာလိုအန်ဆယ်လိုဒီရဲ့ prime မှာလည်းသူခေါ်ပေးခဲ့တယ်ဂျိုဇေမော်ရီညိုလည်းခေါ်ပေးခဲ့တာပဲစာဒီဆိုလည်းခေါ်ပေးခဲ့တာပဲဟိုလူဆိုလည်းခေါ်ပေးခဲ့တာပဲကိုဟိုလူဆိုလည်းခေါ်ပေးခဲ့တော့မက်ဆူချက်ဆိုလည်းခေါ်ပေးခဲ့တာပဲဟုတ်တယ်မလားကျွန်တော်ဒါပေမဲ့ဒီလူတွေအကုန်လုံးကလည်းဆူဖလားတွေကိုရအောင်ယူပေးခဲ့တယ်တဲ့မှာပါတယ်အခုချိန်မှာ Chelsea ကဒါခုနကပြောသလိုပြိတက်တွေအမုန်းဆုံးစကားတစ်ခုနောက်ပိုင်းမှာဖြစ်လာခဲ့တဲ့ project အသင်းဖြစ်လာခဲ့တယ်အာနောက်9နှစ်မှာငါတို့ကဘလို့ no no Chelsea ပြိတက်တွေနောက်9နှစ်ကိုမလိုချင်ဘူး Chelsea ပြိတက်တွေနောက်9နှစ်ကိုမလိုချင်ဆုံးပဲ Chelsea ပြိတက်တွေအခုလက်ရှိ ိအောင်မြင်ကျင်တယ်။နောက်ငါးနှစ်ကိုတို့စကားပြောဘောက်တော့ Chelsea ပြည်သက်တွေရဲ့လက်ရှိကျွန်တော်ကျွန်တော်သိတော့ဗောနော်ကျွန်တော် Chelsea ကိုမြင်လာခဲ့တဲ့အချိန်ပဲဒါကျွန်တော် Roman ရောက်လာခဲ့တဲ့နောက်ပိုင်းမှာ Chelsea ကနောက်ငါးနှစ်ကိုမကြည့်ဘူးအခုလက်ရှိပြစ်စုံပံကိုကြည့်ရတဲ့နေတော့ပဲအဲ့တော့ပဲပြစ်စုံပံမှာ Chelsea အသင်းကသူများရင်လည်းအမြင်နဲ့ Deadshin ပိုင်နိုင်တဲ့မှာပါတယ်။ဒါကြောင့်မို့ဒါ Roman ရှိတဲ့ခေတ်မှာ Pep Guardiola လိုရှိတဲ့အသင်းမျိုးကိုတော့မှရှင်ဖိုက်ပြီးတော့ Premier League ဖလားကိုယူနိုင်ခဲ့တဲ့အသင်းဖြစ်ခဲ့တဲ့မှာပါတယ်။အဲ့ဒါက Roman ရဲ့အသင်း အခုကြိမ်ခင်ဗျပြောနေနောက်3နှစ်နောက်5နှစ်ဆိုတဲ့စကားချက်စီးမှာအမြဲတမ်းကြားရတယ်ချက်စီးပြည်သက်တွေကဒါကြီးကိုလုံးဝမကြိုက်ဘူးအဲ့တော့ချက်စီးသင်းတယ်ခုနကပြောဒါကျွန်တော်တို့ construction တခုစောင့်တူပဲပေါ့နော်ဒါချက်စီးပြည်သက်တွေကအိမ်ကိုချက်ချင်းဝယ်ပြီးနေနေတဲ့ကောင်တွေဖြစ်တယ်နောက်5နှစ်မှာဂျူပွိုင်းဆောက်ပြီးအိမ်ကိုမနေချင်ဘူးအခုလက်ရှိမှာအိမ်မမရှိတာအိမ်မရှိတဲ့ဥသာဇရက်မှာသွားနေရမှာမဟုတ်ဘူးခုနကပြောနောက်ကနေကျဒီကွန်ဒိုကြီးရဲ့ရေကူးကနေပါမှာဒီကွန်ဒိုကြီးကပန်းဟောက်စ်တွေပါမှာအရမ်းမိုက်မှာပါညာတို့ချက်စီအခုချိန်မှာလုံချင်းလေးနဲ့နေနေချင်တာအဖြစ်ရအဲ့ဒါပဲအဲ့တော့ ကြည့်ရတာခုနပြောသူပဲ Chelsea ကိုဝယ်လိုက်တဲ့အချိန်မှာ Chelsea ရဲ့လက်ရှိပိုင်ရှင်တွေက Chelsea ကိုတော်တော်ကြီးကိုသဘောမပေါက်ဘူးလို့မြင်တဲ့နေရာမှာပါတယ်ဗောနော်အဲ့တော့တတိယသူတော့စီးပွားရေးတမပြောစီးပွားရေးတွေပဲတွေးမှာပဲပြဿနာအားဒါပဲ Roman ခုနပြောတချို့ကကိုနန်ဝင်ငင်းငင်းပြောဘူးလို့ဆိုဆိုရှင် Roman က Chelsea ကိုဗန်းပြပြီးတော့တချို့မို့လုတ်သွားလို့ဆိုဆိုရှင်ဒါခုနပြောသူလက်ကမ်းမှာပဲလက်ကမ်းမှာခုနပြောသူပဲ at least အသင်းပေါ်မိခိုးပြီးလုတ်သွားရင်တော့အသင်းပေါ်ပြန်ပေးဆက်တဲ့ပိုင်ရှင်ပြဒါကျွန်တော်ပြပြမယ် ဲ့ကိုနန်နိုညင်းရဲ့ရေးထားတဲ့ article အယမ်းမိုက်တယ်တမရှိတယ်ဒါကတော့ roman တယောက်အနေနဲ့ဒါကျွန်တော် chelsea ဘယ်လိုလုပ်တယ်သူ uk မှာဘယ်လိုအယမ်းမိုက်တဲ့ article ရှိကျွန်တော်မှတ်မိတော့လွန်ခဲ့တဲ့တစ်နှစ်လောက်ကဖတ်ထားတာချင်းကြားပြီးကြားပြီးအဲ့ကိုကျွန်တော်နန်နိုညင်းရဲ့ရေးထားတော်တော်လေးကိုမိုက်တယ်အဲ့ဒါဘမူဒီကျွန်တော်ပြန်တော့ဟုတ်တာပေါ့ဟုတ်တယ်နောက်ဆုံးပြ chelsea ဘမူဒီဘီအင်္ဂလန်မှာ roman sea boy လုပ်ခဲ့တော့ chelsea ကိုသူတာဝန်မပြတ်ကွက်ခဲ့ဘူးအခုချိန်မှာ blue core ကောင်းနေတာတာဝန်ဝင်ပြတ်ကွက်နေတာကျွန်တော်ပြောရသေးလားအေးစကောက်ကပြောတယ်ကောင်းတယ်အေးနောက်9နှစ်မှာဈေးကြီးမှာဝယ်လိုက်ဝယ်လိုက် ူများအသင်းနဲ့ရှင်လူကမဝယ်လိုက်ဝယ်လိုက်အဲလိုပုံစံမျိုးဖြစ်နေပေါ့စီးပွားရေးဆန်နေဘောလုံးမင်းကြီးပြတ်သွားတာပေါ့နော်အဲ့တော့ချက်စီပြည်သက်နေနဲ့ကျွန်တော်ခံစားလို့ရ။နောက်ဘောကျွန်တော်အနေနဲ့ဒါကျွန်တော်ချက်စီပွဲတွေကိုကြည့်ပြီးကြီးလာခဲ့တဲ့ကောင်းနေနေဆိုဟာဟုတ်တာဘောနာဘောဒါတနစ်မှာဟာအိတ်ထဲကိုဖလားလုံးဘယ်အချိန်ကြီးကြီးကအိတ်ထဲကိုဖလားလုံးထည့်နေတယ်တင်းတင်းနေ။နောက်၅နှစ်ကြာမှဖလားယူမယ်စကားဘယ်လောက်ကြီးနားရဲခါဘူးကောင်းလဲ။ ဟုတ်တယ်မလားကျွန်တော်ပြောတာအဲ့တော့ချက်စီပြည်သက်တဲ့နှစ်ခုလက်ရှိမှာပိုင်ရှင်ကိုဘာလို့မကြိုက်လဲဆိုတော့အဖြေရတာပဲဘာလို့ဘောလုံးအသင်းကိုနောက်9နေမှာဖလားယူမယ်ဆိုပြီး run နေလို့ပဲစီးပွားရေးက run နေလို့ပဲအသင်းကိုအခုချက်ချင်းအောင်မြင်မှုအခုလာပေါ့အချက်ချင်းအောင်မြင်နေအခုချက်ချင်းအောင်မြင်နေကစားသမားကိုဝေးလीနောက်9နေကြမှာအောင်မြင်နေကစားသမားဝင်ဘာထူးမှာပြီးရင်လည်းအဲ့ကစားသမားကိုပြီးရင်ဒါနောက်နေမှာအပြန်ရောင်းတာပဲထူးတာလည်းမဟုတ်ဘူးဘောလုံးဘောလုံးသင်းကမသိရင်ကျွန်တော်ဒါပွဲစားတိုင်းကြီးဖြစ်လို့ချက်စီသင်းကြီးက ဲ့လိုဖြစ်နေတာဗျာအဲ့တော့ဒီလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာဂျေလူစံပေါင်းကိုကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလပ်ဖို့မမေ့ကြပါနဲ့ဗျာများများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြုံတူပါတယ်ကောင်းမွန်သောဒီနေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AAC တွေ့ကြတာပေါ့မြန်မာပြည်လက်ကလပ်ပေးကြအောင်ဗျာများများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြုံတူပါတယ်ကောင်းမွန်သောဒီနေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AAC တွေ့ကြတာပေါ့ဒီပါဗျာ